။ Google ကိုတော့တော်တော်များများသုံးကြတယ်။ဒါပေမဲ့လူသိနေပြီးတော့ဆရာကြကြအသုံးဝင်တဲ့ Google ရဲ့ tips and tricks လေးတွေကိုခုပြောပြပြီးသွားပါမယ်။ Number 1ကလိုချင်တဲ့ fine type တွေကိုအလွယ်ရှာနိုင်မှုပဲဖြစ်ပါတယ်။ Login နဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ ဒီခေါင်းစဉ်ကိုရှာမယ်ဆိုလို့ရှိရင် strategic business plan ပေါ့နော်စာအုပ်အကြောင်းပဲစာအုပ်ပဲဖြစ်ဖြစ်လားမဟုတ်အကြောင်းအရာပဲဖြစ်အဲ့ဒီအကြောင်းကိုသိချင်တယ်ဆိုရင်ရိုက်လိုက်တယ် PDF file နဲ့လိုချင်တယ်ဆိုလို့ရှိရင်တော့ file type ပြီးရင် column အဆက်နှစ်ဆက်ချပြီး PDF လို့ရိုက်ရှာလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ PDF file ကြီးကြာလာမှာဖြစ်ပါတယ်။ Word file တို့ PowerPoint တို့ကိုဆွဲချင်တာမျိုးဆိုလို့ရှိရင်လည်းမှာ file type ပြီးရင်အစက်လေးနှစ်ဆက်ချပြီးတော့ doc.ppt လို့ရိုက်လိုက်လို့ရှိရင် ကြလာမှာဖြစ်ပါတယ်။ကိုကြည့်မဲ့ website နဲ့တခြားအလားတူ website တွေကိုသိရင်လည်းအဲတခြား website တွေကအကြောင်းအရာတွေကိုလည်းရှာဖတ်ချင်တယ်ဆိုလို့ရှိရင်တော့ related ပြီးရင် SNS eatingware website ဆိုပြီးတော့လိုက်ရှာလိုက်တဲ့အခါမှာ i eatingware website ကိုကျန်တဲ့အလားတူကျန်းမာရေးပုံတော့အရင်ဟာနဲ့ဆင်တဲ့ website တွေကြလာမှာဖြစ်ပါတယ်။ special ရဲ့နဲ့အလားတူ website ကိုရှာချင်တဲ့ latest ဖြစ်တဲ့ post တွေ news တွေကိုဖတ်ချင်နေဆိုလို့ရှင်တော့အခုပြောပြသလိုလေးလုံးလို့ရပါတယ်အခုပြထားတဲ့ tools ကိုသွားအဲ့ဒီ any time ပေါ့နော်အဲ့ဒီ any time ကိုထောက်လိုက်လို့ရှင် तू က past hour ဆိုတာပြီးခဲ့တဲ့နေ့ပိုင်းလောက်ကဟာလား past 24 hours မနေ့ကဟာလား past week ဆိုလို့ရှင်ပြီးခဲ့တဲ့တစ်ပတ်ကဟာလားခဲ့တဲ့နှစ်နှစ်သုံးနှစ်ကဟာမျိုးသတင်းကိုရှာဖတ်ချင်နေဆိုရင်လည်းအခုလိုမျိုးဟာမျိုးသွားလို့ရပါတယ်ဒီမှာမှာလုံခဲ့တဲ့တနာကြီးလောက်အတွင်းကသတင်းတွေတက်နေတာပေါ့နော် trick number 4อ่ะจ้ะတော့သုံးရတဲ့ website တွေကို shortcut တင်ထားပဲဖြစ်ပါတယ်။ကိုရီးယားပုံမှန်ဆိုလို့ရှိရင် YouTube ကြည့်တယ်အဲတခြားဘာတွေသုံးလဲတချို့ဆို TikTok သုံးတယ် Canva သုံးတယ် Facebook သုံးတယ်ပေါ့နော်။အဲ့ခါကြာလို့ရှိရင် tab တစ်ခုချင်းစီမှာအဲ live ပြီး tab တစ်ခုချင်းစီကို live ပြီးအဲ့ဒီ website address တွေကိုပေါ့နော်။ စာဆုံးရိုက်နေရရင်ချိန်ကြရပေါ့နော်အဲအခုပြောပြမယ့်နည်းလေးကကြာတော့ shortcut တင်ထားလိုက်မယ်ပေါ့ shortcut တင်ထားလိုက်မယ်ဆိုလို့ရှိရင် click တစ်ချက်နှိပ်ဦးနေရဘယ်လို shortcut လုပ်လဲဆိုအခုခါလေးကိုနှိပ်လိုက်တယ်နေနေရမှာတော့ကိုပေးခြင်းနာမည်ပေးပေါ့နော်ကိုအာဒီမှာဆိုရင်ကျွန်တော်က YouTube လို့ပေးလိုက်တယ်ပြီးတော့ YouTube ရဲ့ address လေးကိုသူက copy လုပ်ပြီးရင်အဲ့မှာ paste ချပြီးတော့အဲ download လိုက်လို့ရှိရင်သူကဒီမှာအခုလိုမျိုး shortcut ဖြစ်သွားပြီ trick number 5ကကြာတော့ကျွန်တော်တို့ Google မှာပုံနေရှာမယ်ဆိုလို့ရှိရင် resolution ကောင်းတာရှိရဲဝါးတာရှိရဲပေါ့နော်အာ resolution ကောင်းတဲ့ဟာတွေကိုပဲ ြီးသန့်ရှာလို့ရအောင်လို့ဘယ်လိုဆက်တင်ချိန်ထားမလဲဆိုတဲ့ဟာမျိုးလေးကိုတစ်ချက်ပြောပြပေးပါမယ်။ Tools ကိုနေလိုက် Advanced Search ကိုသွားအဲ့ဒီမှာမှာသူကကိုက Image Site တွေပါရွေးရင်လည်းရတယ်။ခုကတော့အဲဒီ Image Site မှာမှာလာကြသန်း20 map ကိုထားပေးလိုက်ပုံเนาะအဲ့ဒါဆိုလို့ရှင် resolution မြင်တဲ့ဟာတွေကိုအဲပုံတွေကိုပဲသူကရွေးပြီးတော့ကိုပြပေးမယ်အဲ့ခါကျရင်ကိုက download ဆွဲလိုက်အောင်ပဲပုံเนาะ download ဆွဲလို့ရရင်ကြည့်လို့ရရပုံเนาะ နောက်ဆုံး trick number 6ကကြတော့ဒီကိုရှာခြင်းနဲ့ပုံဘောနော် image size အတိုင်းရှာမယ်ဘောနော်ကိုရှာခြင်းနဲ့ပုံရဲ့နာမည်ကိုရိုက်ရှာလိုက်တယ်ပြီးရင်ဘေးနားမှာ column ရေးပြီးတော့ကိုရှာခြင်းနဲ့ site ပေါ့ဒီမှာဆိုလို့ရှိရင် pixel နဲ့တွားတာဘောနော် ဟာတကူစံပြတာကြောင့်9 is to 16 ratio နဲ့ဟာအဲဆိုဒါဆိုလို့ရှိရင် portrait size တွေအကုန်လုံးကျလာပါတယ်ကဲခုဆိုလို့ရှိရင်ဒီဗီဒီယိုလေးရနေပြီးတော့အမှန်တကယ်သုံးတဲ့ Google Tips and Tricks လေးတွေကိုတည်ပြီးလောက်ပြီးဖြစ်ပါတယ်။အဲဆိုလို့လည်းတကယ်ပြန်သုံးတဲ့အခါမှာဘလို့ဒီအဆင်ပြေလဲအာဘာတွေသိခင်သေးလဲဆိုတာမျိုးကို comment မှာမှန်ပေးခဲ့ပါ။ဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဤပညာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe လုပ်ဖို့ခွင့်ပေးနေပါ